မင်္ဂလာပါကျမဒါတာစိတ်မဒီနေ့ကတော့ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီးသိမှတ်စရာအကြောင်းအလေးတကူမျှဝေပေးသွားမှာဖြစ်ပါတယ်ရာသီတုပ်ကွေးကတော့ရာသီတစ်ခုကနေတစ်ခုအကူပြောင်းမှာဖြစ်လိဖြစ်တာရှိပါတယ်အခုလိုမျိုးနှွေးကုံမိုးကူမိုးကုံဆောင်ကူဆောင်းကုံနှွေးကူဒီလိုချိန်မှာပုံပြီးဖြစ်တတ်ပါတယ် တော်ကွေးရဲ့လက္ခဏာတွေကတော့အများသူကသိပြီးသားရဲ့အတိုင်းပါပဲကိုပူချိန်တက်လာမယ်ခေါင်းတွေကိုက်မယ်ချောင်ဆိုးမယ်နှာဆင်းမယ်လဲချောင်းတာမယ်တိတ်ဆိုးတယ်ပြင်းထန်တယ်လူနာရယ်မှာဆိုရင်အန်နာတွေဝမ်းလျှောတာတွေဘိုက်အောင်တာတွေဒီလိုအနေထားပြုဖြစ်ဖြစ်တတ်ပါတယ်ဒါဆိုရင်တော်ကွေးဖြစ်ရင်ဘလို့နေထိုင်ရမလဲတော်ကွေးတက်တောင်ဘာဆေးတွေတောင်မလဲဆိုရင်လည်းသိဖို့လိုအပ်လာပါလိမ့်မယ် ော်တုတ်ကွေးသည် virus ပိုးကြောင်ဖြစ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ antibiotic လို့ခေါ်တဲ့ပိုးသတ်ဆေးတောက်ဖို့လုံးဝမလိုအပ်ပါဘူးအဲ့တော့ကိုကအဖျားကြီးတယ်ဆိုရင်အဖျားကြဆေးတောက်မယ်ကိုရဲ့လက်တွေကိုက်ခဲဆိုရင်ကိုက်ခဲပြောက်ဆေးတောက်မယ်တုတ်ကွေးကသူကတစ်ခုလုံးနုံးချီပြီးပင်မန်းတာမျိုးလည်းဖြစ်တတ်တယ်လေအဲ့တော့အိမ်မှာနာနာနေနေနေဖို့အိပ်ကြီးဝဝအိပ်ဖို့ပြည့်ရခါကျရင်ရေတက်ပြည့်ဝအောင်တောက်နေဖို့လည်းလိုအပ်ပါတယ်နှာစည်းတယ်ဆိုလည်းဒီနှာစည်းတောက်တက်တာတဲ့ဆေးလေးတွေတောက်ပြီးလို့ရတယ်အဲ့တော့အကိုက်ခဲပြောက်ဆေးမှဆို paracetamol မျိုး ibuprofen လိုဆေးမျိုးတောက်ပြီးလို့ရပါတယ်အရေးကြီးတာမိမိကတုတ်ကွေးဖြစ်နေတဲ့ဖျားနာနေရ ်ဆိုရင်လူအများကြီးတဲ့ကိုမသွားဘူးလို့ပါတယ်။တကယ်လို့မဖြစ်မနေသွားပြီဆိုရင်လည်း mask လေးကိုတတ်ထားဖို့အရေးကြီးပါတယ်။အဲ့တော့ဒီတုတ်ကွေးကဖြစ်လာပြီးဟေ့ဆိုရင်အသက်အန္တရာယ်စိုးရိမ်ရလားဆိုရင်တော့ များသောအဖြစ်ကတော့စိုးရင်ရလိမ့်မရှိဘူးနှစ်ပတ်အတွင်းမှာသူ့ဘာသူအလုံးလိုပြန်ကောင်းတယ်ဒါပေမဲ့ကို့မှာကိုကငိုတဲ့ကကိုခင်အားတအားနည်းနေတာမျိုးဖြစ်စေဒါမှမဟုတ်ယောဂအခန်းတစ်ခုခုရှိနေတာမျိုးဖြစ်စေဒါမှမဟုတ်အသက်ကြီးရဲ့လူကြီးရဲ့အသက်65နှစ်ထက်ဒီပြကလေးငယ်ငယ်လေးတွေကိုဝင်ဆောင်မျိုးသမီးတွေဒီလိုလူမျိုးတွေမှာတုတ်ကွေးဖြစ်လာပြီးဟဲ့ဆိုရင်ပိုပြီးပြင်းထန်တယ်ခံစားရလေးရှိတယ်နောက်တစ်ခုကကြတော့ဓမ္မတာလာနေတဲ့အမျိုးသမီးတွေပေါ့ဘာလို့လဲဆိုရင်မန်ဆွေးရှင်လာနေတဲ့အချိန်ဓမ္မတာလာနေတဲ့အချိန်မှာ ဖြစ်တဲ့တချို့လက္ခဏာလေးတွေကတဝေးလက္ခဏာနဲ့တူပါတယ်အဲကိုယ်လည်းတေကြိုက်ခဲရနေရမအီမတာဖြစ်တာဒါတော့ကျမတို့ကဒီ flu period လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကိုကမန်ဆွေးရှင်းကြောင့်ဖြစ်တာလားတဝေးကြောင့်ဖြစ်တာလားဆိုတာမသိကြဘူးဒါပေမဲ့မန်ဆွေးရှင်းဖြစ်နေတာကတဝေးထပ်ဖြစ်မယ်ဆိုတော့ပုံမှန်တက်နှစ်ဆကိုခံစားရပါတယ် ဒါကြောင့်မလို့အကောင်းဆုံးကတော့ဒီလိုအခြေအနေမျိုးမှာတုတ်ကွေးမဖြစ်အောင်ကိုကရှောင်ဖို့ဂရုစိုက်ဖို့အရေးကြီးပါတယ်။တကယ်လို့တုတ်ကွေးကနောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲဆိုတော့သူကလေပြုံရောင်တာတွေအဆုတ်ရောင်တာတွေနော်ငကိုပန်းနာရင်ကျက်ရှိရသူတွေဆိုပိုပြီးပြင်းထန်တာပေါ့နော်။အသက်ကြီးတဲ့လူတွေကလက်အောင်ကြည့်ကုထုံးခံယူနေတဲ့သူတွေဆိုအသက်အန္တရာယ်ဆုံးတဲ့အခြေဖြစ်လာနိုင်တယ်။ဒါကြောင့်မလို့တုတ်ကွေးမဖြစ်ဖို့အတွက်နေထိုင်တတ်ဖို့လိုအပ်ပါတယ်။အားလုံးလည်းသိပြီးသားပါ COVID-19 ကာလမှာတုတ်ကွေးနဲ့ပတ်သက်ပြီးဆောင်ရွက်ရှာရည်တွေလည်းပြောပြီးပြီ။ဒါလည်းတစ်ခုခုကိုကင်တွယ်ပြီးပြီဆိုရင်ကျမတို့က blood ကိုရေနဲ့ဆက်ပြ ာနဲ့တေချာစေဖို့လိုအပ်ပါတယ်။အပြင်ကပြန်လာရင်ပဲဖြစ်စေတူဇပွဲကုန်ဒီဘာလို့လဲဆိုဒီတို့ကိုပြရကျွန်မတို့စကားပြောလိုက်တယ်၊ချောင်းဆိုးလိုက်တယ်၊နှာစည်းလိုက်တယ်။အဲ့ခါမှာဇက်ခတ်ထုတ်တဲ့အမုံမွားတွေအရာဝတ္ထုပစ္စည်းပေါ်မှာတင်ကြံခဲ့မယ်။အဲ့လိုကိုကလက်နဲ့ကင်ပြီးလိုက်မယ်။ကိုယ့်လက်မှာဒီပိုးကရှိလားမရှိလားမသိကြဘူး။တကယ်လို့တကွေးယောဂါပိုးရှိတဲ့သူရဲ့ဒီအမုံမွားတွေဒါဆိုရင်တေချာပေါက်ကိုယ့်လက်မှာရှိနေပြီ။အဲ့ဒါကိုကိုကမသိပဲနဲ့နှလုံးတွေပုတ်ပြီးမယ်၊နှာခေါင်းတွေပုတ်မိမယ်၊ခလေးငယ်လေးတွေသွားပြီးကင်ပြီးမယ်။အဲ့ခါမှာတကွေးကကူသွားတယ်။ဒါကြောင့်မလို့တစ်ခုခု ကင်တွေပြီးပြီဆိုရင်ရေလက်ကိုရေနဲ့ဆက်ပြန်နဲ့ဆေးပြီးမ ာကင်တော့ဘူးလိုအပ်တယ်။ချောင်းဆိုးနာခြင်းပဲဆိုရင် mask တန်တဲ့ဒါမှမဟုတ်လက်ကင်မွားတို့ tissue တို့လို့မရှိဘူးဆိုလဲလက်ဒီလိုမြေတောင်စစ်ကိုင်းနဲ့အုပ်ပြီးရောဆိုးတာမျိုးလုပ်တင်တယ်။အဲ့တော့တကယ်လို့လက်နဲ့အုပ်ပြီးဆိုးပြီးပြီဆိုရင်တော့လက်ကိုပြန်ဆေးဖို့လည်းလိုအပ်ပါတယ်။ ။နောက်တစ်ခုကကြတော့တုတ်ကွေးဖြစ်နေတဲ့သူတွေအိမ်မှာဖျားနာနေတဲ့သူတွေလူကြီးမှုလို့ကိုကပြုစုပေးရတယ်ဆိုပါဆိုပြုစုပေးတယ်သူနဲ့သူ့ကိုစေးတိုက်တိုင်းပိုင်းလှုပ်ပေးပြီဆိုရင်လက်ကိုရေနဲ့ဆက်ပြပြန်ဆေးဖို့လိုတယ်မဟုတ်ဘူးဆိုရင်သူ့စီကယောဂဖို့ရင်းကိုစီပါလာနိုင်လို့အဲကြောင့်နေထိုင်မကောင်းဖြစ်တဲ့သူကိုပြုစုကင်တွယ်တော့မယ်ဆိုရင်လည်း must တက်မယ်အဲကင်တွယ်ပြီးပြီဆိုလည်းလက်ကိုပြန်ပြီးဆေးကြောဖို့လိုအပ်ပါတယ် နောက်တစ်ခုကကြတော့ကိုခံအားကောင်းအောင်စားတောင့်နေထိုင်ရမယ်ကိုခံအားကောင်းအောင်မလို့နေမယ်အဲ့ချိန်မော့ခုနှစ်နာရီကနေကိုနာအေးအေးဝဝအိပ်ဖို့လိုအပ်တယ်ပုံမှန်အဖြစ်ကဒီတိုကွေးဗိုင်းရပ်စ်တွေကဘာကြမမှလည်းဖြစ်မယ်သူ့မှလည်းဖြစ်မယ်ဒါပေမဲ့ကိုခံအားနဲနေတဲ့သူမှဆိုဝုန်းနေတဲ့ဒီရောဂါလက္ခဏာပြင်းပြင်းထန်ထန်ခံစားရတယ်တောင်းတောင်းကိုခံအားကောင်းတဲ့သူကတိုကွေးရောဂါကသူ့မှာ ပို virus ပို့ဝင်ရင်လည်းတိတ်ပြီးတော့ဖျားနာတာမျိုးမဖြစ်တော့အဲဒါကြောင့်မလို့ကိုခံအားကောင်းဖို့ကနံပါတ်1အရေးကြီးဆုံးပါပဲအဲ့တော့အေးဝါအောင်အိမ်မဲ့ကိုလက်လှုပ်ရှားမှုရှိမဲ့လမ်းလျှောက်မဲ့နော်ပြည့်ရခါကျရင်ရေဓာတ်ပြေဝအောင်နော်ရေမများတောင်းမဲ့ရေမများဆွဲတယ်မှာဘလောက်လဲပေါ့ အနည်းဆုံး2 to 3လီတာလောက်တောက်ပေးခြင်းအဖြစ်ကျန်းမာရေးအတွက်ကိုအလှပအတွက်ကိုကောင်းတယ်။နေအောင်ကြီးခံယူမယ်။နေအောင်ကြီးခံယူခြင်းအဖြစ်ခန္ဓာကိုယ်က immune test ကိုပို့ပြီးတော့ immune ဆိုတာကိုယ်ခံအားအဖွဲ့ကိုပို့ပြီးအကောင်းစေတာပေါ့နော်။ပြီးတော့ဝါတဲ့သူတွေဆိုရင်လည်းပို့ပြီးဂရုစိုက်ရမယ်။သူတို့တွေကတုပ်ဝေးဖြစ်ပြီးဆိုရင်ပို့ပြီးအပြင်းထန်ခံစားရတဲ့တယ်။အဆုတ်ယောဂါရှိတဲ့သူတွေဆိုရင်လည်းကိုယ့်ကိုယ်ကိုကိုယ်ခံအားကောင်းအောင်လေကောင်းလေတန်းတွေရှူမယ်။အရေးဝအောင်မယ်။အစားအသောက်ဆိုလည်းအသားအငှားအသီးနှံစုံနေအောင်စားတတ်ဖို့အရေးကြီးပါတယ်။အဲဒီနေရာမှာမေးစရာမေးခွန်းတစ်ခုရှိလာပါတယ်။ တုတ်ကွေးယောဂါကာကွယ်ရဲ့ဇီရောထိုးတင်သလားဆိုတော့တုတ်ကွေးကာကွယ်ဇီတွေဟာထိုးထားရင်တော့အကောင်းဆုံးပေါ့တုတ်ကွေးကိုကာကွယ်တဲ့ဂျီမာဆိုကျွန်မခုနပြောသလိုလူအုပ်တွေကြားတဲ့လူများကြားတဲ့သွားမယ်ဆိုမာစတာမျိုးချောင်းဆိုးနှာချေအုပ်ကာပြီးဆိုတာမျိုးလက်ကိုရေနဲ့စက်ပြန်နေသေးချာဆေးတာမျိုးကိုခံအားကောင်းတာစားတော့နေတိုင်းမျိုးအပြင်တုတ်ကွေးယောဂါကာကွယ်ဇီထိုးခြင်းစီကောင်းပါတယ်ဒါဆိုရင်တုတ်ကွေးကာကွယ်ဇီတွေတုတ်ကွေးမဖြစ်အောင်ညာတိတုတ်ကွေးမဖြစ်အောင်100%ကာကွယ်နိုင်လားဆိုတော့100%တော့မဟုတ်ပါဘူး तू ਆ ဘာလဲဆိုတော့တူဝေးယောဂါကိုပုံမှန်လွေတဲ့ဆိုင်သူကမဖြစ်အောင်ကာကွယ်ပေးတယ်တကယ်လို့ဖြစ်ခဲ့ပြီးရှိတော့ကျင်းထန်တဲ့အနေထားမရောက်တော့ဘူးအကိုဗစ်19ကာလမှာအားလုံးသိရင်တော့ကျွန်တော်တို့တူကွေးဖြစ်တဲ့အခါဒီကိုဗစ်ဖြစ်တဲ့အခါကျတော့တချို့တွေကတမန်ငယ်ရှန်ကအိမ်မှာနေပြီးတော့ကောင်းသွားတချို့တွေကဆေးရုံတင်ရတယ်ဒေကောင်ပေါင်းလဲကုရတယ်တချို့တွေကအသက်ဆုံးရှုံးသွားတယ်ဒါဘာလဲဆိုတော့တယောက်ကိုတယောက်သူ့မှာရှေ့ကုခံအားအနေထားကျမတူကြဘူးအဲ့တော့ကာကွယ်ဆေးထိုးထားတဲ့သူက မဖြစ်ဘူးဖြစ်ခဲ့သည်ရှိသောမပြင်းထန်ဘူးပြင်းထန်ခဲ့သည်ရှိသောအသက်အန္တရာယ်အဆုံးရှုံးတဲ့အထိမဖြစ်ပါဘူးဒါကြောင့်မလို့မိမိအိမ်မှာကိုခံရနေတဲ့သူတွေရှိရင်ကိုခံရနေတဲ့သူဆိုတာဘယ်လိုမျိုးလဲအသက်ကြီးရဲ့လူကြီးတွေစတီရိုက်ဆေးတွေတောက်နေတဲ့သူတွေနာတာရှည်ယောဂါနာတာရှည်ယောဂါဆိုသွေးတို့နှလုံးစီချိုကင်ဆာမျိုးစုံအဆုံးယောဂါအသေးယောဂါကြောက်ကဲ့ယောဂါဒါရှိတဲ့သူတွေထိုးပေးထားတဲ့လေ ကိုဝင်ဆောင်မျိုးသမီးတွေထိုးထားတင်တာပေါ့ကိုကဒီဓမ္မတာလာရဲ့အလူလဲခံရတတ်တယ်ဆိုရင် main ကလေးတွေကလည်းဒီငါဓမ္မတာလာအချိန်မှာတော့ခွေးထားပြဘယ်နဲ့လုံးမလဲငါအသေးခံရလိမ့်မယ်တော့ဒီတော့ဒီဝေးကောက်ကလေးစီထိုးပေးထားတင်တယ် လေးငယ်လေးတွေအရန်နှုတ်နေတယ်တခုခုဖြစ်ပြီဆိုရင်မိဘတွေလည်းစိတ်ဆဲရကိုစီရင်ဖြစ်ရတယ်သူတို့ဆိုရင်တုတ်ခွေးကားကိုစီထိုးပေးထားတင်တာလေဒီနေ့အဖြစ်အခုလိုယာတီတခုနဲ့တခုအခုပြောင်းမှာဖြစ်တဲ့တုတ်ခွေးနဲ့ပတ်သက်တဲ့အဲပြင်းထန်တဲ့လက္ခဏာတွေနောက်ဆက်တွဲယောဂါတွေလို့ကျမတို့ကကာကွယ်လျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်မဖြစ်မနေတုတ်ခွေးဖြစ်လာခဲ့ပြီဆိုရင်လည်းကာကွယ်ဆေးထိုးထားတဲ့သူတွေကစေတောက်တေချာဘူးဆိုင်စားတောက်ပြီးနေထိုင်ုံနဲ့အမြန်ပြန်ပြီးတော့ recovery ကောင်းလာနိုင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်တုတ်ခွေးကာကွယ်ဆေးကိုထိုးတဲ့သူတွေရှိတယ်ဆိုရင်မထိုးတဲ့သူတွေရောရှိလားပေါ့အဲ့တော့တုတ်ခွေး ကာကွယ်ဆေးမှာပါဝင်တဲ့ပစ္စည်း ingredient အနေနဲ့ဓာတ်မတည့်တဲ့သူတွေကတော့နည်းနည်းတော့စဉ်းစားဖို့လိုတယ်။ဘာလို့လဲဆိုတော့တချို့တခွေးကာကွယ်ဆေးတွေကဥပါထုတ်တာရှိတယ်။နောက်ဒီကာကွယ်ဆေးတွေမှာပါတယ်လေးတက်ဆို gelatin တို့စသဖြင့်ပေါ့။အဲ့ဒါလေးတွေနဲ့မတည့်တဲ့သူတချို့ရေဆိုလဲပိုးသက်ဆေးမတည့်တဲ့သူတွေရှိတာပေါ့နော်။အဲ့လိုရှိတဲ့သူဆိုရင်တော့ကိုကအာထိုးလဲထိုးခြင်းနဲ့ဓာတ်မတည့်ရလဲရှိရဆိုစိတ်ပူရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှထိုးပါအကောင်းဆုံးပဲ။ကျွန်တော်ကျမကတော့တခွေးဖြစ်ရင်တော့ဘလောက်အပြင်းထန်ဒီခံစားရတယ်။ဒါကြောင့်ကာကွယ်ဆေးထိုးခြင်းနဲ့ဒါမဲ့ကျွန်တော်မှတော့ကျမမှတော့ဘာနဲ့မတည့်ဘူး။အဲ့တော့ဒီဆေးလေးနဲ့ထိုးလို့တင့်တော်ပါမလားဆိုတော့တေချာ တိုင်မမီမှထူတာအကောင်းဆုံးပါပဲကိုယ်သဘောနဲ့ကိုယ်လှုပ်ထားတဲ့ဆရာရင်ဆရာဝန်နဲ့တိုင်မမီလှုပ်တာဒီဘေးအကင်းဆုံးနဲ့အသင့်တော်ဆုံးပဲဖြစ်ပါတယ်ကိုဝင်ဆောင်မျိုးသမီးတွေမှာဒီယာတီတော်ခွေဖြစ်ပြီးဟေ့ဆိုရင်သူကပုံမှန်လိုတဲ့ပို့ပြီးခံစားရတယ်အားလုံးသိရတိုင်းပဲကိုဝင်ရှိပြီးဟေ့ဆိုရင်ကိုဝင်ရဲ့လက္ခဏာတွေပြင်တချို့မျိုးသမီးတွေမှာဆိုကိုဝင်ကြောင့်ဖြစ်တဲ့သွေးတိုးတာတွေအခြားယောဂတွေမှာသူကခံစားနေရတယ်ကလေးလေးရဲ့ကျန်းမာရေးကိုလည်းယူဆရတယ်ကိုကိုနိုင်ကျန်းမာရေးကိုလည်းယူဆရတယ်အဲ့ဒီချိန်မှာမှတော်ခွေဖြစ်မယ်ဆိုတော့သူကနောက်ဆက်တွဲတွေပို့ပြီးတော့ဂျုံလာတယ်နောက်ဆက်တွဲတွေကဘာလဲဆိုတော့ bronchitis လို့ခေါ်တဲ့လေပြိုရောင်းတာတွေ pneumonia လို့ခေါ်တဲ့အဆုတ်အေးမီရော ောဂါတွေပြီးရခါကျရင်ဒီရင်ခေါင်းထဲမှာပေါ့နော်အဆုတ်နဲ့ရင်ခေါင်းမှာ chest infection လို့ခေါ်တာပေါ့ရောဂါပိုးဝင်နိုင်တဲ့ chance ကပိုးများတယ်ပြီးရခါကျရင်ပိုဆိုးတာကကလေးလေးမှသူကတက်ရောက်မှုရှိတယ် တော့ကိုဝင်ဆောင်ကာလမှာမှတုတ်ကွေးအပြင်းထန်ဖြစ်ပြီဆိုရင်ဒီကလေးလေးကပေါင်မပြည့်လာမစီပဲမွေးလာနိုင်တာမျိုးရှိရယ်ဆိုပါဆိုဂျူးဒိတ်ထက်စောပြီးမွေးလာတာမျိုးဒီကလေးလေးကပေါင်မပြည့်တာမျိုးဒီတချို့အသိဆိုရင်ကလေးလေးကအတီမွေးတာမျိုးတွေပါဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ကလေးကိုလည်းစိတ်ပူတယ်ကိုယ့်ကျမကြီးကိုလည်းစိတ်ပူတယ်ဆိုရင်ကိုဝင်ဆောင်မျိုးသမီးတွေကတေချာပေါက် တုတ်ကွေးကောင်ဝယ်ဆေးထိုးဖို့လိုအပ်ပါတယ်အဲ့တော့တုတ်ကွေးကောင်ဝယ်ဆေးတွေဒီကိုဝင်ဆောင်မျိုးသမီးတွေမှာထိုးလို့စိတ်ဖြစ်လာဆိုရင် yes ဖြစ်တယ်เนาะဘယ်အချိန်မှာထိုးလို့ရလဲကြိုက်တဲ့အချိန်ကိုဝင်စရှိတဲ့အချိန်ကနေပြီးနောက်ဆုံးငွေပြီးတဲ့အချိန်ထိတကွေးကောက်ပဲဆီကိုထိုးလို့ရတယ်နောက်တစ်ခုက노တိုက်နေတဲ့အချိန်ထိပေါ့เนาะဒီတကွေးကောက်ပဲဆီကိုထိုးလို့ရတယ်အော်နောက်တစ်ခုကအဲ့ကိုဝင်ဆောင်ကာလမှာထိုးထားတဲ့ဒီကောက်ဝင်ဆီရဲ့တက်ရောက်မှုကငွေပြီး၁၀ဘက်လောက်ထိကလေးလေးပေါ်မှာဟိုကတက်ရောက်မှုရှိပါတယ်အဲ့တော့ကိုက노တိုက်ပြီးရဲ့노တိုက်နေတဲ့ကာလမှာမှထပ်ထိုးဖို့လိုအပ်တယ်ဆိုလဲထိုးလို့ရတယ်ကိုဝင်ဆောင်ကာလမှာလည်းထိုးလို့ရတယ်လုံးဝ safe ဖြစ်တယ်နောက်တစ်ခုကကြတော့ကိုဝင်ဆောင်ကာလမှာထိုးရတဲ့တခြားသောကောက်ဝင်ဆီတွေရှိအဲ့ဒါတွေနဲ့တွဲပြီးတော့ထိုးလို့လည်းရပါတယ်ဒါ ကြောင့်မလို့ကိုဝင်ဆောင်ကျမ်းမာရေးအတွက်တခြားသောယောဂတွေအပြင်ဒီတုတ်ခွေးကြောင့်ဖြစ်တဲ့နောက်ဆက်တွဲတွေခလေးလေးကကျက်မမာနဲ့ပေါင်ပြေလာစေမွေးလာဖို့အတွက်ဆိုရင်တုတ်ခွေးကောင်စီထိုးထားပေးတာလည်းသစ်တော်ကောင်းမွန်တဲ့ option တွေတည်းကတစ်ခုပါပဲဒီနေ့စစ်စစ်လေးမှာဆိုရင်တော့တုတ်ခွေးယောဂနဲ့ပတ်သက်ပြီးဆောင်ရွက်ရှောင်ရွက်ကြောင့်အလေးတွေကိုဟောပြောမျှဝေပေးသွားပေးဖြစ်ပါရဲ့ရှင့်အားလုံးပဲကျမ်းမာချမ်းသာကြပါလိမ့်ရှင့်